ကျုံပေတောင်နန်ရှင်နာဝတ်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ရဲ့ဖုန်းပြောဆိုမှုကိစ္စနဲ့ပတ်သက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေရုံးကဝန်ကြီးချုပ်ယာရုကိုယာယီအပ်ဆိုင်လိုက်တယ်လို့သိရပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေစုံစမ်းစစ်ဆေးမှုမပြီးမချင်းပေတောင်နန်ရှင်နာဝတ်ရဲ့ဝန်ကြီးချုပ်ယာရုကိုရပ်ဆိုင်ထားမှာဖြစ်ပါတယ်။အဲဒီလိုဝန်ကြီးချုပ်တာဝန်ကိုရပ်ဆိုင်ထားပေမဲ့ပေတောင်နန်ရှင်နာဝတ်ဟာတာဝန်မှရပ်ဆိုင်ခြင်းမခံရမီ ဒီနေ့ဇူလိုင်လတရက်နေ့မနက်ပိုင်းကရေကြီးမှုဝင်ကြီးဖြစ်ပူရဲတောင်ဝင်ယူဖို့ရှောက်ထားခဲ့ရာထိုင်းပြည်မင်းမြတ်ကလက်ခံတဲ့အတွက်ရေကြီးမှုဝင်ကြီးဖြစ်ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့သိရပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆင်နဲ့ဖုန်းပြောဆိုတဲ့အတန်ဖိုင်မှာပါဝင်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးထိုင်းလွတ်တော်အမတ်36ဦးရဲ့တင်ပြတိုင်ကြားချက်တွေကိုဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတရားသူကြီး၉ဦးကလက်ခံခဲ့ပြီးနောက် ခုနှစ်မဲနှစ်မဲနဲ့ဝင်းကြီးချုပ်ပေတောင်နှံရှင်နာဝက်ကိုယာရုကရက်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။အထက်လွတ်တော်အမတ်တွေကပေတောင်နှံဟာနိုင်ငံရဲ့အချုပ်အခြာအနာကိုထိခိုက်စေတဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ဥပဒေပုံမှန်80နဲ့ပုံမှန်183တို့နဲ့တရားရုံးကနေရေးယူဖို့နဲ့ပုံမှန်184ပုံမှန်164တို့နဲ့ဝင်းကြီးချုပ်ယာရုကနေဖယ်ရှားဖို့တရားရုံးကိုတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာယာယီထိုင်းဝင်ကြီးချုပ်ဖြစ်ဒုတိယဝင်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီးဖြစ်သူစူရီယာဂျင်းနွန်ရွန်ကစ်ကတာဝန်ယူသွားမှာဖြစ်တယ်လို့သိရပါဗျာ။အီရန်နိုင်ငံရှိနျူကလ িয়ার နေရာတွေအပေါ်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေက အောင်မြင်ခဲ့ပြီးအနာဂတ်တုံ့ပြန်မှုတွေကိုမူတည်ပြီးအီရန်ပေါ်တန်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းနိုင်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါဗျာ။အီရန်နိုင်ငံရှိနျူကလ িয়ার နေရာတွေစိုးဝါးစွာပျက်စီးသွားခဲ့တယ်လို့တနင်္ဂနွေနေ့ကထုတ်လွှင့်တဲ့ Fox News ရဲ့အင်တာဗျူးမှာ၎င်းကဆိုပါတယ် အီရန်နိုင်ငံဟာအမေရိကန်ရဲ့တိုက်ခိုက်မှုမခံရမီနျူကလ িয়ার နေမီတွေရှိတန့်စင်ပြီးယူရေနီယံတွေကိုမရွှေ့ပြောင်းနိုင်ခဲ့ဘူးလို့သူကဆက်ပြောပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာလနဲ့ငယ်ကြတဲ့အထိနှောင့်နှေးစေခဲ့တယ်ဆိုတဲ့အကဲဖြတ်မှုတစ်ခုကိုအမေရိကန်မီဒီယာချို့ကဖော်ပြပြီးနောက်၎င်းကအခုလိုမှတ်ချက်ပြုခဲ့တာပါ။အီရန်နိုင်ငံကနျူကလ িয়ার အစီအစဉ်ကိုရှေ့ဆက်ပြီးမလုံဆောင်သင့်ဘူးဆိုတဲ့ယက်တီချက်သူ့မှာရှိတယ်လို့ဒေါ်နယ်ထရန့်ကပြောပါတယ်။ အီရန်နိုင်ငံကငြိမ်းချမ်းမှုရှိပြီးအနေမပြုတော့ဘူးဆိုတာပြသနိုင်မှာကဒဏ်ခတ်ပိတ်ဆို့မှုတွေရုတ်သိမ်းမယ်လို့သူကပြောပါတယ်နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့သဘောတူညီချက်တွေပြုလုပ်ဖို့ဒေါ်နယ်ထရန့်ကအီရန်ကိုဖိအားပေးနေပြီးတုံ့ပြန်မှုပေါ်မူတည်ပြီးဒဏ်ခတ်ပိတ်ဆို့မှုတွေရုတ်သိမ်းနိုင်တယ်လို့ပြောပါတယ်ထိုင်းဒူးဝင်ကြီးချုပ်နဲ့ကာကွယ်ရေးဝင်ကြီးဖက်သက်မူချာရာချိုင်းကဆီယနာသိမ်းမှုဖြစ်နိုင်တဲ့ဆိုတဲ့ထင်မြင်ယူဆချက်ကိုဖော်ချခဲ့ပြီး အစိုးရစန့်ကျင်ရေးအဖွဲ့ရဲ့မြည်သည့်ရန်စားမှုရှိနေပါစေထိတ်တန့်စစ်ကောင်းဆောင်တွေကအာဏာသိမ်းမဲ့ရွယ်ချက်မရှိဘူးလို့ပြောပါရယ်ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ဝန်ကြီးဖန်တန်ဝီချာရာချိုင်းကဆရာနာသိမ်းမှုဖြစ်နိုင်တယ်ဆိုတဲ့ထင်မြင်ယူဆချက်ကိုပယ်ချခဲ့ပြီးအစိုးရစန့်ကျင်ရေးအဖွဲ့ရဲ့မြည်သည့်ရန်စားမှုရှိနေပါစေထိတ်တန့်စစ်ကောင်းဆောင်တွေကအာဏာသိမ်းမဲ့ရွယ်ချက်မရှိဘူးလို့ပြောပါရယ်ထိုင်းစစ်တပ်ကလက်ရှိစိန်ခေါ်မှုတွေကိုဒီမိုကရေစီနည်းလမ်းတွေကတဆင့်ဖြည့်ရှင်းနိုင်ရေး ကူညီဖို့အပြည့်အဝတနိဋ္ဌာန်ချထားတယ်လို့သူကဆိုပါတယ်။ကျွန်တော်လက်နက်ကင်တပ်ဖွဲ့၄ခုရဲ့အကြီးအကဲတွေနဲ့စကားပြောဆိုပြီးပါပြီ။လက်ရှိအချိန်ဟာအနာသိမ့်မှုမဟုတ်ပဲတိုင်းပြည်ကိုကူညီရမယ့်အချိန်လို့သူတို့ယူဆပါတယ်။အနာသိမ့်မှုအတွေးဆိုတာသူတို့စိတ်ထဲဘရောမှမရှိခဲ့ပါဘူးလို့၎င်းကဆက်ပြောပါရယ်။ထိုင်းမျိုးသားရင်းဝါဒီတွေကစစ်တပ်ကိုကြောင်းဝင်ဆောင်ရွက်ဖို့တောင်းဆိုတဲ့လူမှုဆန္ဒပြပွဲတစ်ခု ဖြစ်ပွားပြီးနောက်ဝီချာရာချိုင်းကခုလိုမှတ်ချက်ပြုခဲ့တာပါ ။ထိုင်းဆိုရကနိုင်ငံအရေးတွေကိုဥပဒေနဲ့ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာလမ်းကြောင်းတွေကတဆင့်ဖြည့်ရှင်းမှုအလေးထားခဲ့တယ်လို့၎င်းကဆက်ပြောပါရယ်။တိုင်းပြည်အတွက်အန္တရာယ်ဖြစ်စေတဲ့ဆနပြကောင်းဆောင်တွေရဲ့နှီးပြူဟာတွေကိုသူကသတိပေးခဲ့ပြီးဆနပြကောင်းဆောင်အများစုကရခိုင်လုံရက်တွေအတွက်ဥပဒေဆိုင်ရာတရားစွဲဆိုမှုတွေရင်ဆိုင်နေရဆဲလို့ပြောပါရယ်။ ထိုင်းဝင်ကြီးချုပ်ပေတောင်နန်ရှင်နာဝက်ထရာရဲ့လူကြိုက်များမှုပထမနေရာကနေပြင်စမနေရာအထိသီသီသာသာကြာဆင်းမှုကိုပြသတဲ့နောက်ဆုံးအကြိမ်လူမှုစစ်တမ်းနဲ့ပတ်သက်လို့မင်းမြန်ရာမှာအဲ့ဒီလိုလူမှုထောက်ခံမှုအတက်အကျရှိမှုကနိုင်ငံရေးမှာဖြစ်နေကြလို့သူကဖြေကြားခဲ့ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကပေတောင်နန်ကိုရာထူးကနေရက်ဆိုင်နိုင်ခြင်းရှိမှုနဲ့ပတ်သက်လို့ထင်မြင်ယူဆချက်တွေမဖော်ပြကြဘူး။ဝီချာရာဆိုင်ကမီဒီယာတွေကိုအကြံပြုခဲ့ပါတယ်။ ကမ္ဘောဒီးယားကောင်ဆောင်ဟောင်ဟွန်ဆန်နဲ့ဖုံးပြောဆိုမှုပေါက်ကြားတာကြောင့်ပေတောင်နံကိုရာထူးကဖယ်ရှားဖို့အထက်လွှတ်တော်မတ်တွေပါတဲ့အဖွဲ့တစ်ဖွဲ့ကအတနာခံလွာတင်ပြထားပါတယ်။ထိုင်းဝင်ကြီးချုပ်ပေတောင်နံရှင်နာဝထရာရဲ့ကျင်းဝင်းဆိုင်ရာချူဖောက်ချင်းဆွဆွဲထားတဲ့အမှုကိုလက်ခံဖို့ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကဆွဲချက်အမှုကိုလက်ခံလိုက်လို့ပေတောင်နံကိုစီရင်ချက်မချမီအထိ ဝန်ကြီးချုပ်ယာရုကနေဆိုင်းငံ့ထားမယ်လို့သိရပါတယ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့နေဆက်ရေးဖုံးပြောဆိုမှုပေါကြားမှုကြောင့်ပေတောင်နံကိုယာရုကနေနှုတ်ထွက်ဖို့အထက်လွတ်တော်အမတ်တွေကဖွဲ့စည်းပုံဆိုင်ရာခုံရုံးထံအတနာခံလွာတင်ပြခဲ့ပါတယ်။ပေါကြားအတန်ဖိုင်ထဲမှာပေတောင်နံက အမှတ်နှစ်စစ်တိုင်းမှုကိုရံပတ်အဖြစ်ပြောဆိုတာနဲ့ဟွန်ဆန်ကိုအလျှော့ပေးတာတွေကြောင့်အမျိုးသားရေးအစွန်းရောက်တွေကသူ့ကိုယာရုကနှုတ်ထွက်ပေးဖို့ဆန္ဒပြခဲ့ကြပါတယ်။အမျိုးသားရေးအစွန်းရောက်တွေကသူ့ကိုယာရုကနေနှုတ်ထွက်ပေးဖို့ဆန္ဒပြခဲ့ကြပါတယ်။တချိန်တည်းမှာပဲဒုတိယဝန်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝန်ကြီးစူရိယာဂျန်ဂရန်ယီယန်ခစ်ကိုယာယီဝန်ကြီးချုပ်ဖြစ်ခန့်လိုက်တယ်လို့သိရပါတယ်။စူရိယာဟာဝင်ကြီးချုပ်ယာရုနဲ့ညီမျှတဲ့လုတ်ဖန်ခွင့်အာဏာရရှိမှဖြစ်ပြီး ရာရုခန့်မှုတွေအမိန့်တွေ ထုတ်ပြန်နိုင်မှာဖြစ်ကဇွန်လ3ရက်အစိုးရအသစ်ကျန်းသစ်စာချိန်ဆပွဲကိုဥဆောင်မယ်လို့ထိုင်းသတင်းတွေကဖော်ပြပါရယ်။ရပါပြီတမီး